ရှိကဧည့်သည်မမိနဲ့နော်လောကဇေယပေါ်မှာတတဝါဧည့်သည်များခန္ဓာဇေယပေါ်မှာဝေဒနာဧည့်သည်များအခုတတိယပြောမယ်ဧည့်သည်ကဘာလဲဆိုတော့စိတ်ဒီဘူးသောဇေယပေါ်မှာလို့တင်စားပြောကြပါစို့နော်ပဂရိစိတ်ပေါ်မှာကိလေသာဧည့်သည်များကိလေသာဧည့်သည်ရဲ့အကြောင်းကိုပြောမှာအဲ့တော့မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ဧကနိပ္ပတ်မှာဟောထားတယ် ဘာဘာတရာမိတံဘိကဝေစိတ်တံတင်စခောအာကန္တုကေဟိဥပကိလေတေဟိဥပကိလေထံဘိကဝေဟံတော်မြတ်ဥချစ်သားတို့ဤတံစိတ်တံဤစိတ်သည်ဘာဘာတရာအယောင်တလက်လက်ထွက်လို့ဖြူရှင်တောက်ပလို့နေတယ်တတ္တဝါတို့ရဲ့ပင်ကိုစိတ်ဟံဖြူရှင်တောက်ပပြီးတော့တန့်ရှင်းကြည်လင်နေတယ်ဒကာဓမ္မတို့ဥစဉ်တို့ရဲ့ပင်ကိုစိတ်ကလေးကဟုတ်လားအေးအဲ့ဒါကိုတဲ့အာကန္တုကေဟိ ဧသည်သဖွယ်ဖြစ်သောဝါအခိုက်အတ္တမြတ်ဖြစ်သောအာခန္ဓုကေဟိဥပ္ပကိလေသေဟိလောဘဒေါသဒီဟုသောကိလေသာတရားတို့ကဥပ္ပကိလေထံညှင်းနွမ်းသွားအောင်အယောင်ဆိုးပြလိုက်တယ်တဲ့ပင်ကိုယ်စိတ်ကလေးကဖြူပါတယ်ဟုတ်လားဧသည်သဖွယ်ဖြစ်တဲ့ကိလေသာတရားတွေကညှင်းနွမ်းအောင်အယောင်ဆိုးပြလိုက်တယ်တဲ့အဲ့ဒီတော့စိတ်ဒီဟုသောဇေယပုံမှာကိလေသာဧည့်စင်များ ဟုတ်လားစိတ်ဒီဥသောဇေယျပေါ်မှာကိလေသာဧည့်သည်များစိတ်ကိုဇေယျလို့ဒီနေရာမှာတော့မြတ်စွာဘုရားကမဟောပါဘူးဒါဥစဉ်ကနည်းနည်းလေးနားလည်လို့အောင်ပြောပြလိုက်တယ်ဟုတ်လားအဲ့ဒီစိတ်ပေါ်ကိုရောက်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 ပြီးတော့လာ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 နေတဲ့ဧည့်သည်ကဘယ်လိုလဲလို့မေးရင်ကိလေသာတရားတွေအလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေပြိုင်ဆိုင်မှုတွေတက်ကြွမှုတွေထောင်လွှားမှုတွေမနာလိုမှုတွေဝန်တိုမှုတွေဟုတ်လားချုပ်ချယ်မှုတွေ ထက်ထန်မှုတွေမေလျော်မှုတွေရင့်မှုမှုတွေစိတ်ကိုညင်တော့အောင်လုပ်တဲ့အရာတွေဟုတ်လားအေးအဲ့ဒီတော့အဲ့ဒီတရားတွေဟာဘာတွေလဲလို့မေးရင်ဧည့်သည်တွေအကြောင်းတိုက်ဆိုင်လို့သူတို့ရောက်လာတယ်ပြီးရင်ကြောက်သွားရောဟုတ်လားအဲ့တော့ဒကာသမားတို့ခက်တာကဧည့်သည်ကဧည့်ကျေဖြစ်ပြီးတော့အိမ်ရှင်လို့မင်းမူနေတာကခက်နေတာဟင်လောဘသူမဟုတ်ဒေါသ တတိမေလျော်လို့ပညာကင်းကွာနေတဲ့အချိန်တိုင်းအချိန်တိုင်းမှာအဲ့ဒီဧဇူးကြီးကအမြဲတမ်းရှိနေတယ်ပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကပယ်လို့မရဘူးမလာနဲ့လို့ပြောလို့မရဘူးဒါကြောင့်အဲ့ဒီပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကသိမြင်နားလည်ရမယ်ဧည့်သည်ဟုတ်လားပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကသိမြင်နားလည်ရမယ်ဧည့်သည်ဟောဒီတတိယမြောက်ဧည့်သည်က မလာအောင်တားဆီးရမယ်ဧည့်သည်ပြီးတဲ့ဘာလို့ရမယ်ဧည့်သည်မလာအောင်တားဆီးရမယ်ဧည့်သည်တဲ့သူရောက်လာရင်ဘာဖြစ်လို့လဲဆိုတော့တေချာပေါက်ပူလောင်မှုနဲ့ဆင်းရဲတော့မှာမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုတာနဲ့ဒီကိန်းတစ်ထင်းတရားတော်မတို့ဦးဇင်းတို့ရဲ့နှလုံးအိမ်ကစပြီးတော့ဒီကိုယ်လုံးပူတော့တာပဲဒီကိုယ်လုံးပူရကနေတဘွာလုံးပူတတ်တယ်တသံတရာလုံးပူတတ်တယ်ဟုတ်လားဒါကြောင့်ဒီစိတ်ဒီဟူသောဇေယျပုံကို လေသာဧည့်သည်တွေဝင်ရောက်ပြီးတော့တဲမခိုးရေးအတွက်ဒါစီရမဲ့တန်ဝင်သည်ဉာဏ်ရှိသူတိုင်းရဲ့အလုံးဟုတ်လားဒါတော့တတိယမြောက်ဧည့်သည်သည်အရေးအကြီးဆုံးဧည့်သည်ဘာကြောင့်လဲဆိုတော့ဒုက္ခအပေးနိုင်ဆုံးဧည့်သည်မို့လို့ဘာလို့တဲ့ဧည့်သည်ဒုက္ခပေးတယ်သူဖြစ်လာရင်ဖြစ်ဖြစ်ချင်းတောက်လျှောက်ပူတော့တာပဲနော်မကျေနပ်မှုဖြစ်လာရင် ပိုးတောင်တိတာသေးတယ်ဝင်တုံမှုတွေဖြစ်ရင်ပိုးတောင်တိတာသေးတယ် မနာလိုမှုရင်ဖြစ်ရင်ပို့တောင်တည်တာသေးတယ်ဖြစ်ဖြစ်ချင်းပူတာနော်ပြီးရင်အရာကာယကံမြောက်ဝစီကံမောက်မဟုတ်တာတွေပြောရောမမှန်တာတွေလုပ်ရောအာဒူးဆိုင်မှုတွေနဲ့ပူကြပြန်ရောလောင်ကြပြန်ရောလုပ်ပြီးကမှလုံမိမာလေခြင်းပြောမိမာလေခြင်းအနောင်တာတွေနဲ့ပူကြပြန်ရောအကျိုးပေးပြီဆိုတော့ပို့တောင်ပူသေးတယ်အဲ့တော့အဲ့ဒီဧည့်သည်ကိုလက်ခံထားရတာဟာအစအလယ်ဆုံးဘာကောင်းလဲဘာမှမကောင်းဘူးဘာမှမကောင်းမိမလို့သူတို့ကအမြဲတမ်းရှိနေတာလေ ေချာနေတယ်ခက်လိုက်ဘူးလားဟင်တကကြီးဒီမိုင်းမြအဲ့ဒီဧည့်သည်ရှိမရှိဗျာဧည့်သည်ရှိတဲ့အချိန်နဲ့ဧည့်သည်မရှိတဲ့အချိန်ဘယ်ရှင်ကများဧည့်သည်ရှိတဲ့အချိန်ကများအဲ့တော့မြတ်စွာဘုရားကအဲ့ဒီဒေသနာတော်မှာဟောတယ်နော်ပင်ကိုဖြူရှင်တဲ့စိတ်ကလေးပေါ်မှာကိလေသာတရားတည်းဟူသောဧည့်သည်တွေကညှဉ်းနှွမ်းအောင်လုပ်တယ်တဲ့အဲ့ဒါကိုမသိတဲ့နားမလဲတဲ့မိုက်မဲတဲ့ပုံကိုယ်တွေဟာစိတ်ကိုကာကွယ်ရကောင်းမှဆောက်ရှောက်ရကောင်းမှပွားများရကောင်းမှမသိကြဘူးတဲ့ ီစိတ်မှာအန္တရာယ်ရှိတယ်။အဲဇိုးတွေဝင်လာနိုင်တယ်။အဲ့ဒီအဲဇိုးတွေတားရမယ်ဆိုတဲ့အသည့်အဲ့ဒီလူတွေမှာမရှိဘူး။မရှိတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့စိတ်ကိုကာကွယ်ရမယ်ဆောင်းရှောက်ရမယ်စိတ်ကိုလုံခြုံအောင်လုပ်ရမယ်လို့သူတို့အသည့်ကိုမသိဘူးတဲ့။ဟုတ်လား။ပင်ကိုစိတ်ကလေးကဖြူရှင်တယ်။ဧည့်သည်ဖြစ်တဲ့ကိလေသာတရားတွေနှောက်ရှက်လို့ညင်နွမ်းနေတာလို့တိတဲ့ပုံကိုယ်တွေကြတော့တဲ့။အဲ့ဒီဧဇိုးတွေမလာအောင် တားဆီးခြင်းဆိုတဲ့စိတ်တဘာဝနာကိုပွားများတယ်တဲ့ ဆိုလိုတာကတမထဘာဝနာဝိပဿနာဘာဝနာကိုပွားများတယ်လို့ပြောတာအဲ့ဒီလိုပွားများလိုက်တော့အဲ့ဒီဧည့်သည်တွေလာသေးလားမလာတော့ဘူးအဲ့ဒီတော့စိတ်ကလေးကအစွမ်းထက်လာတယ်တိတရားရှိတာကိုတိသွားတယ်မြင်တရားရှိတာကိုမြင်တယ်အဲ့ဒီဧည့်စိုးတွေရောက်မလာတော့စိတ်ကလေးကကြည်လင်တယ်တောက်ပတယ်ဒါကြောင့်သူ့ချိုးကိုချိုးကိုမြင်တယ်နောက်ဆုံးနိဗ္ဗာန်ကိုတောင်မြင်နိုင်တယ်အဲ့ဒီကိလေသာမရှိရင်နိဗ္ဗာန်ကိုမြင်တာပါပဲသဘောပေါက်ရလားဒါကြောင့် ကိုယ်ကိုစူးစူးဝါးဝါဒုက္ခပေးသောအဖြစ်ချဲလေကျူးကန်နေတဲ့ဒီတတ္တိယမြောက်ဧည့်သည်သို့မဟုတ်ဧည့်စုဒီဧည့်စုကိုမလို့ရမလဲတားဆီးရမယ်ဧည့်သူကိုတားဆီးခြင်းရဲ့သူတို့ဖြစ်နေတဲ့အခိုက်အတန့်မှာဒင်းတို့သည်ဧည့်သည်ဧည့်သည်လို့တီးဖို့လိုတယ်ဟုတ်လားမဖြစ်တဲ့အခိုက်အတန့်မှာဆိုရင်လေဖြစ်နေတဲ့သဘောတရားတွေကို အမှန်အတိုင်းတီးဖို့လိုတယ်ဟုတ်လားဒါကြောင့်တတ္တိယမြောက်ဧည့်သည်အရေးပါအရာရောက်တယ်လို့နားလည်ရမယ်နော်အေး အဲ့တော့အဲ့ဒီဧည့်သည်ကိုဦးဇင်းတို့မလာအောင်ဘယ်လိုတားမလဲမဖြစ်အောင်ဘယ်လိုလုပ်မလဲတရားရဲ့ဏိဂုံးပိုင်းကိုရောက်လာပြီအရေးအကြီးဆုံးပိုင်းကိုလည်းရောက်လာပြီလို့ပြောလို့ရတယ်အဲ့ဒီဧည့်စိုးတွေရောက်မလာအောင်ဘယ်လိုလုပ်မှလဲဆိုလို့ရှိရင်အဲ့ဒီဧည့်စိုးတွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုသိအောင်လုပ်ရတယ်ဟုတ်လားအဲ့ဒီဧည့်စိုးတွေဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုသိအောင်လုပ်ရမယ် သူတို့ဘာကြောင့်ဖြစ်တယ်ဆိုတော့သူတို့ဖြစ်ကြောင်းကိုသိရင်သူတို့ကိုတားလို့ရပြီယောဂဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိရင်အဲ့ဒီယောဂမဖြစ်အောင်လုပ်လို့ရပြီပိဋကအကြောင်းကိုသိရင်အကျိုးမဖြစ်ချင်ဘူးဆိုရင်အဲ့ဒီအကြောင်းကိုပယ်လိုက်ဖို့ပဲရှိဟုတ်လားအေးဝတ်သားစားလို့သွေးတူးတယ်လို့သိတယ်ဆိုရင်ဝတ်သားမစားနဲ့ဘောသွေးမတူးဘူးဒါဥပမာပြောတာနော်ဒီဧည့်သည်တွေဘာကြောင့်ရောက်လာတယ်လဲဆိုတာကိုသိရင်ဒီဧည့်သည်တွေရောက်မလာအောင်တားလို့ရကိုရပြီ အကြောင်းကိုသိရင်ကြိုက်တယ်လို့လုပ်လို့ရပြီဟုတ်လားအဲ့တော့သူတို့ဘာကြောင့်ဖြစ်တယ်လဲဆိုတာလေးကိုဦးဇင်းတို့လေးလေးနက်နက်ရှင်းပြမယ်စောတော်တုန်းကပြောတာတွေထဲပို့ပြီးတော့လင်းနေတဲ့အပိုင်းကိုရောက်လာပြီဟုတ်လားအဲ့ဒီတော့ယာကဆိုတဲ့ဆွေလန်းခြင်းလောဘဆိုတဲ့ဧည့်သည်ဘာကြောင့်ဖြစ်တယ်လဲအကြောင်းနှစ်ချက်ရှိနော်ယာကဆိုတဲ့ဧည့်သည်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့တင့်တယ်တယ်ဆိုတဲ့သူဘနမိတ်အာယုံရှိတယ်တစ်ဖက်မှာ ဟုတ်လား တင့်တယ်လေဆိုတော့ဗာသူဘာနမိတ်ဆိုတဲ့အာယုံရှိတယ်။နောက်ကိုယ့်ရဲ့စိတ်ထဲကနှလုံးသွင်းမှားယွင်းခြင်းဆိုတဲ့အာယောနိတော်မနတိကာရရှိတယ်။အဲ့ဒီနှစ်ခုပေါင်းမိရင်ယာဃဆိုတဲ့ဆွဲလန်းခြင်းဧည့်စိုးရောက်လာတယ်တဲ့။တပတ်ပေါက်တယ်နော်။ကဲနောက်ဒေါသဆိုတဲ့ဧည့်စိုးဘယ်ပုံစံရောက်လာသလဲဆိုပဋိကနမိတ်မကျင်တဲ့ဖွယ်အာယုံထိခိုက်ဖွယ်အာယုံတစ်ဖက်မှာရှိနေတယ်။ ပြီးတော့မိမိရဲ့အတွင်းတန်တံမှာအာယောနိသော မနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းခြင်းရှိနေတယ်။အဲ့ဒီပဋိကနမိတ်နဲ့အာယောနိသော မနတိကာရပေါင်းမိရင်ဒေါသဆိုတဲ့ဧဇူကိုယ့်ရဲ့စိတ်ပေါ်မှာဝင်ရောက်ပြီးတော့တဲခိုသွားပြီ။သဘောပေါက်လား။အေးအဲ့တော့ဧဇူတွေဘာကြောင့်ဖြစ်တယ်လဲဆိုတာသိသွားပြီနော်။တစ်ဖက်ကကောင်းမကောင်းအာယုံရှိတယ်။တစ်ဖက်ကနှလုံးသွင်းမှားယွင်းမှုရှိတယ်။ အာယုံရဲ့နှလုံးသားမှားရမှုရဲ့ဒီနှစ်ခုပေါင်းလိုက်တော့ယာကသို့မဟုတ်ဒေါသဖြစ်တယ်။သဘောပေါက်တယ်နော်။အေးအဲ့ဒီတော့ပိသက်ဥစဉ်တို့တွေကဘာကိုစဉ်းစားရမလဲ။အာယုံဆိုတာကို တားလို့ရမလား။အာယုံကိုတားနိုင်ရင်လည်းလောဘဒေါသမဖြစ်ဘူးပေါ့။သို့တော့အာယုံကဘယ်သွားပြီးတော့ရှောင်ပါလဲ။အာယုံကိုရှောင်တရားနေရမရှိပါဘူး။တော်တဲ့သွားနေလည်းပဲအော်ငါ့ကိုဘယ်တော့မှဘယ်သူကလောက်တာလို့ အဲ့ဒီအတိတ်အာယုန်ကြီးကိုအကြောင်းပြုပြီးတော့ယာကတွေဒေါသတွေက ဖြစ်နိုင်သေးတာပဲအဲ့တော့အာယုန်ကိုရှောင်လို့မရဘူးအာယုန်ကတော့ယဟန္တာတွေလည်းတွေ့နေတာပဲနော်ဟုတ်လားဒါကြောင့်တင့်တယ်တဲ့အာယုန်ကိုယာကမဖြစ်အောင်ရှောင်မယ်ဆိုလို့ရှောင်လို့မရဘူးတင့်တယ်တဲ့အာယုန်ကတွေ့မှာပဲဟုတ်လားဒေါသဖြစ်စေရအာယုန်ရှောင်လို့မရဘူးဗျာလောကကြီးဖြစ်ချင်တိုင်းဖြစ်နေတာဟုတ်လားကိုယ်စိတ်တန်းကြဘယ်သူကမှဖန်တီးမပေးဘူး နော်သူဖြစ်ချင်အောင်ဖြစ်နေတာကိုယ်စိတ်တိုင်းမကြတဲ့အာယုံတွေကိုယ်ပတ်ဝန်းကျင်မှာရှိကိုရှိနေတယ်အဲ့တော့အာယုံကိုဖယ်လို့မရဘူးဘာကိုဖယ်မှာလဲဧဇိုးကိုမလာစေခြင်းဘူးဧဇိုးရဲ့အကြောင်းကိုဖြိုဖျက်တော့မယ်ဆိုရင်ဘာကိုဖယ်မှာလဲအာယုံဤသောမနတိကာရကိုဖယ်ရမှာပြီးတဲ့ဘာကိုဖယ်ရမလဲအေးနှလုံးသွင်းမှားယွင်းမှုကိုဖယ်ရမှာမှန်မှန်ကန်ကန်သိမြင်တဲ့ဉာဏ်ပညာအစားထိုးရမှာဟုတ်လားအဲ့ဒီတော့ တင့်တယ်တဲ့အာယုံပဲဖြစ်ဖြစ်ထိခိုက်ဖွယ်မကျင်မဲ့ဖွယ်အာယုံပဲဖြစ်ဖြစ်အဲ့ဒီအာယုံတွေဟာအခိုက်အတန့်မျှပဲမမြဲတဲ့သဘောပဲလို့မှန်မှန်ကန်ကန်နှလုံးသွင်းတတ်တဲ့ဉာဏ်ပညာရှိမယ်ဆိုရင်အဲဆိုးတွေဝင်နိုင်မလားမဝင်နိုင်ဘူးဟုတ်လားဒါကြောင့်အဲဆိုးရောက်မလာသေးခြင်းဘူးဆိုရင်အဲဆိုးရဲ့အကြောင်းတရားနှစ်ခုဖြစ်တဲ့အာယုံနဲ့အာယုံဤတော်မနတိကာရအာယုံကိုဖယ်ဖို့မကြိုးစားပါနဲ့ ဟုတ်လားဘာကိုဖယ်ရမှာလဲနှလုံးသွင်းမှားယွင်းမှုကိုဖယ်ရမယ်ဟုတ်လားအဲ့တော့အာယုံကတော့ရှိနေမှာပဲနော်အေးတင့်တယ်တဲ့အာယုံတွေရှိနေမယ်မကျင်တဲ့ဖွယ်အာယုံတွေရှိနေမယ်ပေးတဲ့တို့ကဒီနေရာမှာအစွန်းရအောင်လည်းမတွင်းနဲ့အာယုံကိုမဖယ်နဲ့ဆိုလို့လည်းပဲဆိုကြပါစို့ဟိုကောင်းတဲ့အာယုံတွေကိုတမင်လိုက်ရှာပြီးတော့နေမယ်ဆိုရင်တော့ပေးတဲ့ရာကတွေကဖြစ်မှာပေါ့ဗျာမကျင်တဲ့ဖွယ်အာယုံတွေကို ကျင်လက်เสียဖြစ်အောင်တမင်လိုက်ပြီးတော့ဖန်တီးနေမယ်ဆိုရင်လည်းဒေါသတွေကပိုးဖြစ်မှာပေါ့ဟုတ်လားတက်နိုင်သမျှတော့ဖယ်ရမှာပေါ့ဗျာမကျင်လက်เสียတွေဖြစ်တတ်တယ်ဆိုရင်အဲ့ဒါမျိုးမဖြစ်အောင်အလုတ်ကိစ္စတွေသိမ့်မများအောင်ကြိုးစားရမယ်အလုတ်ကိစ္စများရင်မပြည့်လေတာတွေများမယ်မပြည့်လေတာများရင်ဒေါသများမှာပဲသိကြလေနော်အလုတ်ကိစ္စများရင်မပြည့်လေတာများမယ်မပြည့်လေတာများရင်ဒေါသများမယ်အလုတ်ကိစ္စကတော့ဘာကြောင့်များလဲရှားကျင်တာတွေများတာလို့လောဘများရင်ဒေါသဖြစ်เสียအကြောင်းတွေများလာတယ် ဒေါသဖြစ်เสียအကြောင်းများရင်ဒေါသတွေများမှာပဲအဲ့တော့အာယုန်တွေကိုမဖယ်ရဘူးဆိုတော့အလွန်ကြီးလဲမစင်သားနဲ့ဒါကြောင့်ဦးဇင်းတို့ရက်ွက်ထဲကိုသွားရင်ယဟန်တော်တွေဟာလေးတောင်ခန့်မြတ်ချအပ်သောမျက်နှာရှိသည်ဖြစ်၍တဲ့မတင့်တယ်တဲ့အာတင့်တယ်တဲ့အာယုန်မြင်မှာဆိုလို့ဟုတ်လားတင့်တယ်တဲ့အာယုန်ကြီးမြင်နေရင်ကိုကအာယုန်တွေတော့မနတိကာရဖြစ်သွားမယ်ဆိုရင်ရာဃဖြစ်တော့မယ်ဟုတ်လားအဲ့တော့အာယုန်ကိုတားလို့ရရင်မလုပ်ရမလဲတားရမယ်ဟာကိုရီးယားကားတွေထိုင်ကြည့်ပြီးတော့ဟင် ယာကမဖြစ်အောင်ငါတားမယ်ဆိုလို့ဖြစ်ပါမလားတချို့ကဒါတောင်ပြောသေးတယ်ကြည်တတ်တော့မကြည်တတ်တော့တဏှာကြည်တတ်တော့ဘာဝနာတဲ့ဘယ်လိုလူကများကြည်တတ်တာလဲလို့ဥစဉ်ကမြင်ဘူးလိုက်ချင်တာဟင်တကကြီးဒီမိုက်မြားတကယ့်ရှာရှာပါပါတော့ရှိမှာပေါ့ဗျာစားရက်ပြေတယ်လေတွေ့ဦးပါတယ်တချင်းတန်နေကြာပြီးတော့နှလုံးသွင်းကောင်းပြီးတော့ပြည့်စေကဗုဒ္ဓတွေပါတယ်ဖြစ်တယ်ဆိုတာလေကြားဘူးပါတယ်တကဘာမှတယောက်တောင်ဖြစ်ပါမလားတော့မသိဘူးဟင် အဲ့တော့အာယုံတွေကအရင်မကြည့်ဘူးတွေ့ချင်ရတွေ့ကောင်းဆိုပြီးတော့အယံကာယောကြီးကောင်းတဲ့အာယုံလည်းမရှောင်ဘူးမကောင်းတဲ့အာယုံလည်းမရှောင်ဘူးဆိုရင်တော့လောဘတွေဒေါသတွေကဒင်းညံပြီးဖြစ်နေအောင်မှာပဲအဲ့ဒီတော့ရှောင်မရတဲ့အာယုံကိုရှောင်ဖို့မကြိုးစားပါနဲ့ဘာဖြစ်လို့လဲရှောင်မှမရပါဘူးလို့ဆိုနေမှပဲဟုတ်ဟုတ်လားအေးအဲ့တော့ရှောင်မရတဲ့အာယုံတွေနဲ့တွေ့လာပြီဆိုရင်ဘာဖြစ်ဖို့ကြိုးစားရမှာလဲအာယောနိတောမနတိကာရမဖြစ်အောင်ကြိုးစားရမယ် သမထဘာဝနာဝိပဿနာဘာဝနာပွားများတယ်ဆိုတာအဲ့ဒီအာယောနိတောမနတိကာရမဖြစ်အောင်ကြိုးစားနေတာတနည်းအားဖြင့်ဧဇိုးကိုတာမြင့်နေတာဟုတ်လားအဲ့ဒီဧသည်တဖွဲ့ဖြစ်တဲ့ကိလေသာတရားတွေမရှိဘူးဆိုရင်စိတ်ကလေးဟာဖြူရှင်ပဲကြည်လင်ပဲအကျိုးအကြောင်းနေကိုစီလျော်စွာသိမြင်နားလည်လာမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တတိယဧည့်တွေကပို့ပြီးတော့အရေးမကြီးဘူးလား